ခင်ဒီခါကြတော့ခုလိုဆိုင်ကြတဲ့တုံးတွေပါလို့တုံးတရှိရတယ်။ဒါကိုအထက်ကကျိုးတော့ပါဆိုတော့ဘုဒ္ဓဆရာတွေရောကိုယ်ကောင်းလို့ဒီကောင်းတယ်လို့ပြောတာ။ကိုယ်အတူတူဘုဒ္ဓဆရာအတူတက်တက်အားရတယ်။ဒါပေမဲ့ဒီကဘာလို့ဆရာတော်ဆရာတော်ကောင်းတာလဲ။အဲဒီတော့တိုင်းကြီးလို့မလိမ့်နိုင်ဘူးလေတိတိကျကျလေးတော့တာဝန်ကိုပြုလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာဒီနေရာကို

တင်ကန်းဝတ်တယ်ဆိုတာလေဝတ်ချင်တိုင်းဝတ်လို့မရဘူးအင်္ဂါရက်တွေရှိတယ်နော်ကိုရင်ဝတ်မယ်ဆိုရင်ကိုရင်လောင်းကတရဏဂုံကိုပြီးအောင်ဆုံနိုင်မှကိုရင်ဖြစ်တယ်တရဏဂုံကိုပြီးအောင်မဆုံနိုင်ဘူးဆိုရင်ကိုရင်မဖြစ်ဘူးဒီမချွတ်မလွတ်တဲ့ပုံစံတွေကဘယ်လိုလုပ်ပြီးတော့တရဏဂုံကိုဆိုလို့ရမှာတော့နောက်ယဟန်ဝတ်မယ်ဆိုရင်လေဝိတ္ထုယဟန်လောင်းမြတ်တိမြတ်ကမောဝါစာဏိဒံတိမာသိန်း နုဿာဝနကမ္မဝါစာ ပရိတာပရိသတ်ဆိုတဲ့ဤအင်္ဂါ၅ချက်နဲ့ပြည့်စုံမှယဟန်ဖြစ်တယ်နော်အခုဝိထုဆိုတဲ့ယဟန်လောင်းမရှိတဲ့အတွက်ယဟန်ခံလို့မရဘူးနောက်ပြီးမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲလူသားစင်စစ်ကိုသားလျင်ပဲယဟန်ပြုပေးရမယ်လို့ဝိနည်းပြညတ်ထားတဲ့အတွက်မကြွတ်မလွတ်တဲ့ပုံကိုယ်တွေတင်ကန်းဝတ်လို့မရဘူးနော်ဒါကိုသိအောင်အရင်ဆုံးလေ့လာပါ မလိလာပဲနဲ့ပောက်ကြရမလုပ်ပါနဲ့နော်ဦးစင်းကလေဘာသာချတိုက်ခိုက်တာကိုအဲ့ဒီလောက်မနာဘူးဗုဒ္ဓဘာသာပါဆိုတဲ့ကိုထဲကလူက ပောက်ကြရလုပ်တာကိုအသေးပေါက်အောင်နားတယ်နော်နောက်ပြီးဒီလိုလောက်ရက်တွေကိုဘာသာချကမြင်ပြီဆိုရင်လည်းပဲကိုဘာသာတိုက်ခါကြတယ်နော်ဒါကြောင့်တချို့တချို့သောဗုဒ္ဓဘာသာဝင်တွေကိုပြောကျင်တာက ဘာသာရေးနဲ့ပတ်သက်ပြီးတခုခုလုပ်တော့မယ်ဆိုရင်တသည့်နားလေတဲ့ပုံကိုယ်ရရဲ့ထမ်းမှာမင်းမြန်ပါမမေးမမြန်ပဲနဲ့ကိုထင်ရမလုပ်ပါနဲ့ကိုဘာသာသိခါကြပါတယ်နော်လေးတိုက်ချင်းအကြောင်းရော ရှိပါသလားဖုံဖုံတဲ့မြင်ကလေးလှုပ်ချောင်းရှိပါသလားလို့မေးတဲ့အတော့မြင်ကလေးလှုပ်ချောင်းရှိပါကိုဖြေလိုက်ပါတယ်တခါအဲ့ဒီထဲမှာမိုးရွာခြင်းအကြောင်းရောရှိပါသလားလို့ထပ်ပြီးမေးတဲ့အတော့ မိုးရွာခြင်းအကြောင်းရှိပါကူထပ်ပြီးဖြေလိုက်ပြန်ပါတယ်။ဟောအခုတခါလေတိုက်ခြင်းအကြောင်းရောရှိပါသလားတဲ့နော်။ဥစဉ်ကိုမိုးလေဝသပညာရှင်ဟုထင်နေသလားမသိဘူးနော်။ဥစဉ်ကဖះဟောကိုကြည့်ပြီးဖြေရတာပါ။ဖះဟောထဲမှာပါရင်ပါတယ်မပါရင်မပါဘူးပေါ့နော်။အခုဒီမေခွန်းပိုင်ရှင်မေးတဲ့လေတိုက်ခြင်းအကြောင်းကဖះဟောထဲမှာပါပါတယ်။ဘယ်မှာပါတာလဲဆိုရင် တန်ယုတ်တနိကေဝလဟကတန်ယုတ်ဝါတဝလဟကဥမ္မာပါရပါတခါတုန်းကယဟန်တပါးဟာမြတ်စွာဘုရားလေးတိုက်ချင်းအကြောင်းဟာအဘယ်အကြောင်းကြောင့်တိုက်တာပါလဲလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကခြေသားယဟန်လေးတိုက်ချင်းကိုပြုတ်တက်ကုန်သော ဝလဟကနတ်တို့သည်ရှိကုန်၏ထိုနတ်တို့ကငါတို့သည်ကိုပိုင်မွေးလျော်မှုဖြင့်နေရမှုကောင်းလေစွာဟုစိတ်အကြံစီဖြစ်၏ ထိုစိတ်အကြံအစီတောင်းတမှုကိုအကြောင်းပြု၍လေတိုက်ခတ်လေ၏ဖြစ်သားယဟန်တခါတရံလေတိုက်ခတ်ခြင်းသည်ဤအကြောင်းကြောင့်တည်းလို့ဖြစ်ကြတော်မူပါれနော်ဒါကြောင့်တခါတရံမှာလေတိုက်ခတ်ခြင်းဟာဝလာဟကနတ်တို့ဤစိတ်အကြံစီကြောင့်တိုက်ခတ်ခြင်းဖြစ်ပါれတခါတရံမှာတော့သဘာဝကြောင့်တိုက်ခတ်တာဖြစ်ပါれနော်နားလည်ပါစေရှင်ဖရာတတိတော်ဖခင်နဲ့မိခင်ကနကူးွယ်ပါれဖရာ ။တပည့်တော်ကဗုဒ္ဓဘာသာနဲ့မညီလို့မကိုးကွယ်ခြင်းဘူးပြောတာကိုတပည့်တော်ကို မကိုးကွယ်ရင်နတ်ကိုင်တက်တယ်လို့ပြောပါတယ်။အဲ့ဒါသူတို့ကိုဘာပြောသင့်လဲဖရာတဲ့။ဦးဇင်းအသက်38နှစ်ရှိပါပြီ။အသက်40ပြည့်ပါတော့မယ်။လူလောကကိုရောက်ရှိလာတဲ့နှစ်ပေါင်း30ကျော်လုံးလုံးမှာနတ်ကိုင်တယ်ဆိုတာကိုကြားဘူးတာပဲရှိပြီးအခုထိမမြင်ဘူးသေးပါဘူး။ ိုထက်ဝါကြီးတဲ့ဆရာတော်တမတော်ဒီထံမှာလက်ကင်တာကိုပြင်ဘူးပါသလားဖရာလို့မင်းမြန်လျှောက်ထားကြည့်ပြန်တော်လဲပဲမမြင်ဘူးဘူးလို့ဖြေပါတယ်ကိုထက်အသက်ရွယ်ကြီးတဲ့လူတကာတကာမတွေကိုမင်းမြန်ကြည့်တဲ့အခါမှာလဲပဲမမြင်ဘူးဘူးလို့ပြောပါတယ်ဒါကြောင့်လက်ကင်တယ်ဆိုတာဟာလက်ကိုကင်တာလားခြေတော်ကိုကင်တာလားခေါင်းကိုကင်တာလားခါကိုကင်တာလားဘယ်နေရာကိုကင်တာလဲဆိုတာဥစဉ်မသိလို့ သိတဲ့သူများရှိရင်ကောမန့်မှာဖြေခဲ့ပါဦးเนาะမိဘတွေကိုဘယ်လိုပြန်ပြောရမလဲဆိုရင်အဖေတို့အမေတို့မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်တယ်သို့မဟုတ်တရဏဂုံညှို့နှမ်းတတ်ပါတယ်တရဏဂုံပြတ်နေတဲ့ပုဂ္ဂိုလ်တရဏဂုံညှို့နှမ်းနေတဲ့ပုဂ္ဂိုလ်ဟာတည်တဲ့အခါမှာအပေတို့ကြားရောက်တတ်ပါတယ်နောက်ပြီးမကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်မယ်ဆိုရင် ကံကံဤအကျိုးပေါ်ယုံကြည်မှုဆိုတဲ့ကမ္မတက္ကတာတမာဒိဋ္ဌိဉာဏ်တွေလဲကွယ်ပြောက်တတ်ပါတယ်။ဒါကြောင့်မကိုးကွယ်ပါရစေနဲ့လို့ပြန်ပြောလိုက်ပါနော်။အဲ့ဒီလိုပြောတဲ့ဂျာတဲ့ကမှသူတို့ကလက်မခံဘူးဆိုရင်ဥပိ္ပခာပြုထားလိုက်ပါ။ဘာကြောင့်လဲဆိုရင်အချို့အရာတွေမှာ ဖရာတောင်ပြောလို့မရတဲ့အရာတွေရှိလို့ပဲဖြစ်ပါတယ်နော်။အရှင်ဖရာတရားသာသနာဆိုတာဘာကိုပြောတာလဲဖရာတဲ့။ ။တရားသာသနာဆိုတာမြတ်စွာဘုရားဤသာသနာတော်အနှစ်9000မှာ2500ကျော်လို့နောက်ထပ်2500ခုတရားမင်းက ဆက်လက်ပြီးထိမ့်သိမ့်လိုက်မယ်ဆိုတဲ့အနေနဲ့တရားသာသနာလို့ပြောဆိုနေခြင်းဖြစ်ပါတယ်။သာသနာဆိုတာကအစုံအမလို့အဓိပ္ပာယ်ရပါတယ်။ဘုရုရဲ့အစုံအမကိုပြောတာလဲဆိုရင်ဖျားရှင်ရဲ့အစုံအမကိုပြောတာပါ။ဖျားရှင်ရဲ့အစုံအမကိုပြောတာဖြစ်တဲ့အတွက်သာသနာတော်သည်ကြားမင်းမပိုင်ပါဘူး။ ဖျားရှင်ပဲပိုင်ပါတယ်အခုဖျားရှင်မရှိတော့ဘူးဆိုတော့ဤသာသနာကိုဘသူတွေပိုင်တယ်လဲဆိုရင်ဖျားရှင်ဤသားတော်များဖြစ်ကြတဲ့ယဟန်တန်ဃာများနဲ့ဘုရားဘာသာဝင်လူတကာတကာမတွေပိုင်ပါတယ်တရားသာသနာဆိုတာဟာဖျားဟောမှာမရှိပါဘူးဖျားဟောမှာတရားသာသနာမရှိပါဘဲနဲ့အဘဲကြောင့်တရားသာသနာလို့ပြောဆိုနေကြတာလဲဆိုရင်ကာဏဇတ်တော်မှာကတ္တပမြတ်စွာဘုရားဤသာသနာနှောင်းပိုင်းကာလ လူတွေဟာအကျင့်သီလတွေပြတ်လာတဲ့အတွက်တရားမင်းကမုတ်ဆိုးရအောင်ဆောင်းမာတလိနတ်သားကခွေးနဲ့ကြီးအောင်ဆောင်းပြီးလူတွေကိုတရားဟောပါတယ်အဲ့ဒီလိုတရားဟောတဲ့အတွက်လူတွေဟာအမြင်မှန်ရပြီးဥဒ္ဒေကောင်းမှုတွေပြန်ပြီးလှုပ်လာကြတယ်လို့ဆိုပါတယ်အဲ့ဒါကိုထောက်ဆ၍တရားမင်းဟာလည်းပဲသာသနာပြုတာဖြစ်တဲ့အတွက်ဤမြတ်စွာဘုရားဤသာသနာနှောင်းပိုင်းကာလမှာတရားမင်းဟာဤကဲ့သို့သာသနာပြုလိမ့်မယ်ဆိုပြီးလူတွေကမှန်းဆ၍ပြောဆိုခြင်းဖြစ်ပါတယ် ဒါကြောင့်ကြားတာဒနာဆိုတာဟာဖျားဟောမှာမရှိပါဘူးလူတွေရဲ့မှန်းဆပြောဆိုခြင်းကြောင့်ပေါ်ပေါက်လာတဲ့အရာသာဖြစ်ပါတယ်အရှင်ဖျားငါးပါးတီလကိုနှုတ်ကမဖြေဆိုပဲမလွန်ကျူးရင်ကောစောင့်တည်ရပါတလားဖျားတဲ့တီလဆိုတာကနှုတ်ကဆိုယုံနဲ့မရဘူးစောင့်တည်ရမယ့်အရာဖြစ်တယ်နော်တီလသည်လိုက်နာရမယ့်စာရိတ္တတီလနဲ့ရှောင်ကျင်ရမယ့်ဝရိတ္တတီလရယ်ဆိုပြီးနှစ်မျိုးရှိပါတယ် 5ပါးသီလ10ပါးသီလ9ပါးသီလ10ပါးသီလစတဲ့သီလတွေဟာရှောင်ကျဉ်ရမယ့်ဝရိတသီလတွေပဲဖြစ်ပါတယ်။သီလဆိုတဲ့နေရာမှာလည်းပဲ5ပါး10ပါး9ပါး10ပါးဟူ၍အရေးတော်အားဖြင့်ပြတာမှန်ပေမဲ့အရင်စစ်လိုက်မယ်ဆိုရင်ကိုယ်နဲ့နှုတ်နှမျိုးတည်းကိုပဲထိန်ရတာပါ။နှုတ်ကမဟုတ်တာမပြောဘူး၊ကိုယ်ကမဟုတ်တာမလုပ်ဘူးဆိုရင်သီလကလုံနေပါပြီ။နော်။ဒါကြောင့်ကိုယ်နဲ့နှုတ်ကိုထိန်းသိမ်းစောင့်ရှောက်နေမယ်ဆိုလို့ရှိရင် တီလာကိုနှုတ်ကမဆူတော့လဲပဲတီလာကိုဆောင်စည်းရရောက်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။နိုင်ငံရေးကြောင့်စစ်ဖြစ်မှာကိုဖျားရှင်ဝင်တားခဲ့ဘူးတယ်လို့ဖတ်ဖူးခဲ့ပါတယ်ဖျားအခုမြန်မာနိုင်ငံသားတွေတည်နေတက်နေကြတာအရှင်ဖျားတို့ဘာကြောင့်မတားရတာပါလဲတဲ့ဒီမတ်ပိုင်ရှင်က အရာအလုံးကိုဖျားရှင်ကတားနိုင်တယ်ဟုထင်နေပုံရပါတယ်နော်မြတ်စွာဘုရားဤညံတော်ဆယ်ပါးထဲမှာ အိန္ဒရိယပရောပရိယတိဉာဏ်ဆိုတာရှိပါတယ်အိန္ဒရိယပရောပရိယတိဉာဏ်ဆိုတာတတဝါတွေကိုကယ်တင်တော့မယ်ဆိုရင်ကယ်တင်လို့ရမရတတဝါတွေရဲ့အိန္ဒရီအနုယင်ကိုစင်ကျင်သုံးသက်တဲ့ဉာဏ်ကိုပြောတာဖြစ်ပါတယ်အဲ့ဒီဉာဏ်တော်နဲ့စင်ကျင်သုံးသက်ပြီးမှကယ်တင်လို့ရတဲ့တတဝါဖြစ်နေတယ်ဆိုရင်သွားပြီးကယ်တင်လိုက်ပါတယ်ကယ်တင်လို့မရတဲ့တတဝါဖြစ်နေတယ်ဆိုရင်မကယ်တင်ပဲဥပိ္ပခတရားနဲ့နေလိုက်ပါတယ် စစ်ဖြစ်တော့မဲ့ဆွေတော်မျိုးတော်တွေကိုဖះရှင်သွားတားတယ်ဆိုတာဟာအရိညာတော်နဲ့စင်ကျင်သုံးသက်ပြီးမှတားလို့ရမှန်းသိလို့သွားတားတာပါနော်ဖះရှင်တားလို့ရတာတွေလည်းရှိတယ်လို့တားလို့မရတာတွေလည်းရှိပါတယ်အစာတပတ်ကဝေပါလီပြည်ကိုတိုက်ခိုက်တဲ့အတွက်ဝေပါလီမျိုးကြီးပျက်စီးပြီးဝေပါလီမျိုးသူမျိုးသားတွေတေကြီးပျက်စီးခဲ့ရပါတယ်အရိလို့ဖြစ်မယ်ဆိုတာကိုဖះရှင်ကြိုသိပါတယ်ဤတော်လည်းပဲတားလို့မရတဲ့အတွက်မတားခဲ့ပါဘူး တခါဝိတရူပက ပါကီဝင်မင်းမျိုးတွေကို သွားတတ်ပါတယ်။အဲ့ဒါကိုဖျားရှင်က၃ကြိမ်၃ကတိတိတားပါတယ်။ဘလို့မှတားလို့မရတဲ့အဆုံးဖျားရှင်လည်းဥပိ္ပခတရားနဲ့နေလိုက်ရပါတယ်။ဝဇိရဗုဒ္ဓတိကမှာတတ္တဝါတွေဟာပျက်စီးဖို့ဥတည်လာပြီဆိုရင်မိလွဲနှီးမာတွေဟာနှီးမှန်လမ်းမှန်ဟန်ဆောင်ပြီးစိတ်မှထင်လာတတ်တယ်တဲ့။တတ္တဝါတွေဟာပျက်စီးဖို့အချိန်တန်လာပြီဆိုရင်မိလွဲနှီးမာတွေကို နိမ့်မှန်လမ်းမှန်ထင်ပြီးလှုပ်တတ်ပါတယ်။အဲ့ဒီလိုအချိန်ခါမျိုးမှာဘယ်လိုပုံကူမျိုးကပဲတားတားဖျားရှင်တားရင်တောင်တားလို့မရပါဘူး။နော်။ဦးဇင်းတို့ဟာဖျားရှင်ရဲ့တားတော်ဒီဖြစ်တာမှန်ပေမဲ့ဖျားရှင်လိုအလုံးစုံသိတဲ့ပုံကူမဟုတ်တာကြောင့်တွားရောက်ပြီးမတားခြင်းဖြစ်ပါတယ်။ဖျားရှင်လိုအလုံးစုံသိတဲ့ပုံကူတောင်မှတားလို့ရတာတွေလည်းရှိသလိုတားလို့မရတာတွေလည်းရှိသေးရင် ဦးစင်းတို့လိုဘူမတိကိုမတိတဲ့ယဟန်ပုထုဇဉ်တွေကတွားတားလိုက်ပါကကောင်းကျိုးဖြစ်ဖို့တက်ဆိုးကျိုးဖြစ်ဖို့ကပိုများပါတယ်ဒါကြောင့်မတားခြင်းပဲဖြစ်ပါတယ်နော်အရှင်ဖေရတတိတော်မသည်မနဲ့အိယာထလျင်နမောတပ်ပ၃ခေါက်ရွတ်ဆိုပြီးမှထပါတယ်ကောင်းပါသလားဖေရဖြေချပေးတော်မူပါတဲ့ကောင်းတာပေါ့နော်အမတန်အမှလှုပ်တဲ့လှုပ်ထိုက်တဲ့အလေးထားတစ်ခုပါ နမောတတဖရာရှိခိုးဂါထာသည် အလွယ်ကူဆုံးနဲ့အတူဆုံးဖရာရှိခိုးဂါထာဖြစ်ပါတယ်အဆိုပါနမောတတဖရာရှိခိုးဂါထာသည်ဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့တမ္မာတန်ဗုဒ္ဓဂုံတော်ရဲ့ဆိုပြီးတော့ဂုံတော်၃မျိုးပါဝင်တဲ့ဂါထာဖြစ်ပါတယ်နမောတတဖရာရှိခိုးဂါထာကိုရွတ်ဆိုပူဇော်ရှိခိုးလိုက်ခြင်းဖြင့်ဂုံတော်၃ပါးကိုပါပွားများရှိခိုးပြီးသားဖြစ်ပါတယ် ဒါကြောင့်မနက်အိယာထာတိုင်းထာတိုင်းနမောတတဂါထာကိုရွတ်ဆိုရှိခိုးခြင်းဟာကောင်းမြတ်တဲ့အလေးအထတစ်ခုဖြစ်ပါတယ်။အရှင်ဘုရားကာမိတုမိစ္ဆာစာရကံဆိုတာ ပေါင်းသင်ဆက်ဆံမလားထိတာလောက်နဲ့ကံထိုက်ပါသလားဖရားတဲ့။ကာမိတုမိစ္ဆာစာရကံမြောက်ကြောင်းအင်္ဂါ၄ချက်ရှိပါတယ်။အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မတော်လာအပ်သောမိမဖြစ်ခြင်း နှစ်ထိုမိမကိုမှီဝဲလိုသောစိတ်ရှိခြင်းသုံးလုံလပြူခြင်းလေးตาရခြင်းတို့ဖြစ်ပါတယ်ပေါ်ပြပါအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင်ကာမေတုမိစ္ဆာစာရကံထိုက်ပါတယ်ပါမန်ထိယုံများနဲ့တော့ကာမေတုမိစ္ဆာစာရကံမထိုက်ပါဘူးတို့တော်လေးပဲမိထုံငယ်9ပါးဆိုတာတော့ရှိပါတယ်မိထုံငယ်9ပါးကဘာတွေလဲဆိုရင်1အမျိုးသမီးဤပြုစုမှုကိုတာယာခြင်း နှစ်အမျိုးသမီးဤရေမောပြောဆိုမှုကိုတာယာခြင်းသုံးအမျိုးသမီးနှင့်အကြည့်ချင်းစုံပြီးတာယာခြင်းလေးအမျိုးသမီးဤရေတံကိုနားထောင်ပြီးတာယာခြင်းငါအမျိုးသမီးနှင့်တွေ့ဘူးစုံဘူးဓာတွေကို တွေ့တော်ပြီးတာယာခြင်းခြောက်ဇနီးမောင်နှံနှစ်ဦးဤဘဝကို တွေ့တော်ပြီးတာယာခြင်းခွနှစ်အချင်းဖြင့်နှစ်ဖြစ်မှုကိုတွေ့တော်ဆင်ခြင်ပြီးတာယာခြင်းတို့ဖြစ်ပါသည်ပေါ်ပြပါ အင်္ဂါခွနှစ်ချက်ထဲမှာ 1အမျိုးသမီး၏ပြုစုမှုကိုတာယာခြင်း2အမျိုးသမီး၏ရေမောပြောဆိုမှုကိုတာယာခြင်း3အမျိုးသမီးနှင့်အကြည့်ချင်းစုံပြီးတာယာခြင်း4အမျိုးသမီး၏ရေတံကိုနားထောင်ပြီးတာယာခြင်း5အမျိုးသမီးနှင့်တွေ့ဘူးစုံဘူးတီကိုတွေ့တော်ပြီးတာယာခြင်းဆိုတဲ့အချက်တွေပါတာကြောင့်ကာမေတုမိစ္ဆာစာရကံမထိုက်ရင်တောင်မှအဲ့ဒီအင်္ဂါရက်တွေနဲ့ညီညွတ်နေမယ်ဆိုရင်အကုသို့တော့ဖြစ်ပါတယ်တပည့်တော်မေးလျှောက်ခြင်းပါတယ်ဖေယား အမျိုးသမီးများဓမ္မတာလာရင်ဖျားရေချမ်းစွမ်းပန်းများကတ်လို့မရဘူးဆိုတာ ဟုတ်ပါသလားအရှင်ဖျားတဲ့မဟုတ်ပါဘူးเนาะအဲ့ဒါကရှေးလူကြီးတွေရဲ့အယူအဆတွေပဲဖြစ်ပါတယ်အမျိုးသမီးတွေဓမ္မတာလာတဲ့အချိန်ကလေးမိဖွားပြီးတဲ့အချိန်တွေဟာခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အချိန်ဖြစ်တာကြောင့်အဲ့ဒီလိုအချိန်မျိုးမှာဖျားပန်းကတ်ချင်းဖျားစွမ်းတော်တင်ချင်းတွေမလုကောင်းဘူးလို့ရှေးလူကြီးတွေကအယူအဆရှိကြပါတယ် ဘာကြောင့်အဲ့ဒီလိုအယူအဆရှိရတာလဲဆိုရင်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အတွက်ဖះရှင်ကိုကြီးညိုလေးစားလို့ပဲ ဖြစ်ပါတယ်။သို့တော်လည်းပဲအဲ့ဒီအယူအဆတွေဟာဖះရှင်ရဲ့အယူအဆတွေမဟုတ်တာကြောင့်ဓမ္မတာလာတဲ့အချိန်ပဲဖြစ်ဖြစ်ကလေးမိဖွားပြီးတဲ့အချိန်ပဲဖြစ်ဖြစ်အမျိုးသမီးတွေအနေဖြင့်ဖះပန်းကချင်းဖះစွမ်းတော်တင်ချင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ကောင်းတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။